စစ်ကောင်စီ အာဏာသိမ်းမှုကြောင့်အဖက်ဖက်ကဆုံးယုတ်လာမှုတန်းကိုခါစီပြီးစူးစမ်းရုံးကန်နေထိုင်နေရတဲ့အမည်မြန်မာပြည်ဟာ PK ရဲ့မာရှလာ28ရက်နေ့မှာတော့9.9ရီချတာစကေဖြတ်အားပြင်းငလင်တန်းကိုမန္တလေးတိုင်းစခိုင်းတိုင်းနဲ့နေပြည်တော်ကမြို့ခြေရွာတွေမှာ အဆူဆုံးအခြေအနေနဲ့လူထုရဲ့ဘဝအသက်တွေကိုညံ့ညက်ချေဖျက်ဆီးခံလိုက်ရပါတယ်။နောက်ဆုံးရသတင်းအချက်အလက်တွေအရသိဆုံးသူ3000ကျော်၊ဒဏ်ရာရသူ9000ကျော်နဲ့ပျောက်ဆုံးနေသူစုစုပေါင်း160ရှိထားတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ဒါပေမဲ့လက်ရှိအချိန်ထိနေအိမ်ဖျက်ဆီးမှုစီးရင်အတိအကျကိုတော့ထုတ်ပြန်ကြေညာထားခြင်းမရှိသေးပါဘူး။မြန်မာနိုင်ငံအလေပိုင်းမှာလောက်ခတ်ခဲ့တဲ့ဒီငတ်လေးဟာအင်းနီချင်းထိုင်းနိုင်ငံကိုပါတုံခါစေခဲ့ရကြောင်း ဘန်ကောက်မြို့ကြီးကဆောက်လက်စားတိုက်တွေပြိုချပြီးအလုတ္တမတရာကျော်တိတ်ဆုံးမှုစီးရင်မှာထိုင်းရောက်မြန်မာပြည်တိတ်ဆုံးသူ30ကျော်ပါဝင်ကြောင်းထိုင်းအလုတ္တမဝန်ကြီးဌာနကထုတ်ပြန်ခဲ့ကြောင်းသိရပါဗျ။ဒီလိုအထက်မြင့်ဆောက်လုပ်ရေးအလုတ္တမတွေထဲမှာရွှေပြောင်းလုတာမြန်မာပြည်အများအပြားလောက်ကင်နေတဲ့လုပ်ငန်းခွင်တွေဖြစ်ပါတယ်။ပြီးတော့အများစုဟာအထောက်အထားမဲ့တွေဖြစ်နေတာတွေ့ရပါတယ်။ ဒီလိုလုပ်ငန်းခွင်တွေဟာလုပ်ငန်းရှင်တွေဘက်ကအလုပ်တမအတွက်နေစာလုပ်အားခါကိုစိုက်ထုတ်ပြီးဈာခံအနေနဲ့မြန်မာအလုပ်တမခေါင်းဆောင်ကလုပ်ငန်းခွဲဝေစေခိုင်းတယ်လို့လုပ်အားခလေခွဲဝေပေးရပါတယ်လို့ထိုင်းရောက်မြန်မာရွှေပြောင်းလုပ်သားတွေရဲ့အသွေးအချုံအရသိရပါတယ်သူကိုယ်တို့အစိုးရဆိုပြီးကြွေးကြုံနေတဲ့စစ်ကောင်စီရဲ့ဖိနှိပ်မှုအောက်မှာပဲပြင်အားပြင်ကလည်းလှုပ်ခတ်ခဲ့ရကြောင်းဘန်ကောက်ကတချို့ဆောက်လက်ဆတိုက်တာအဆောင်တွေဟာပြိုကျပျက်စီးခြင်းမရှိပေမဲ့ အတွင်းမှာအက်ကွဲကြောင်းတွေအများအပြားပေါ်ထွက်လာတာကြောင့်ပညာရှင်ဆက်လုပ်ရေးအင်ဂျင်နီယာတွေကလုပ်ငန်းတွေဆိုင်းငံ့ထားကြချိန်မှာအလုပ်ရှင်တွေနဲ့မြန်မာ အလုပ်သမားခေါင်းဆောင်ဆိုသူတွေကတာဝန်ယူတာဝန်ခံမှုကင်းမေစွာနေပေအထက်မြင့်ဆက်လုပ်ရေးအလုပ်သမားတွေကိုအလုပ်ချိန်ကျော်ပြီးလူသားချင်းစာနာမှုကင်းမေစွာအလွန်အကျွံခိုင်းစေတာတွေကိုမြန်မာရွှေ့ပြောင်းလုပ်တာတွေခံနေရတယ်လို့ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားမမမူကပြောပါတယ်သူအသက်ကတော့22နှစ်ရှိပါပြီ ပဲခူးဘက်ကဖြစ်ပြီးတော့လက်ရှိဘန်ကောက်မြို့မှာဆောက်လက်ဆအထက်မြင့်တိုက်တစ်ခုမှာပယံအလုတ်ကိုလုတ်ကိုင်းနေတူတူပါသူမအလုတ်လုံနေတဲ့တိုက်ကြီးဟာငလင်ချောင်းပြိုချပြက်စီးမှုထိမပါခဲ့ပေမဲ့အက်ွယ်ချောင်းတွေအမြောက်များပေါ်ထွက်ထားပါတယ်ဒါပေမဲ့ ူမတို့အလौဒ္ဓမာခေါင်းဆောင်စုသူမြန်မာဦးလေးကြီးအသက်60နှစ်ခန့်အရွယ်ဟာငလင်လောက်ခတ်ပြီးပြီးချင်းနောက်နေမှာပဲပစ္စည်းတွေတင်ဖို့ဆိုပြီးခေါင်းစင်တက်လိန်လေးခေါ်ယူကအလौဒ္ဓွေဈေးခိုင်းခဲ့ရာကြောင့်သူမတို့အဖွဲ့ဟာငင်းဆုပ်ခဲ့ပေမဲ့အသက်ဆုံးရှုံးခဲ့ပါကအသက်အာမခံငွေချေးပေးချေမေးလို့တာဝန်ယူမှုကိမေစွာပြောဆိုခဲ့တယ်လို့အခုလိုပြောဆိုထားပါတယ်ပြေးလိုက်တယ်အစားထိုင်ကြတော့သူများ ညီမတို့ကစီကခင်ပြရလေဒီအပေါ်မှာတက်လို့ရယောက်ျားလေးကိုညီမတို့လေးကခင်ပြရတဲ့အောက်မှာအဲ့လိုဆိုရင်ကိုယ်လေးကခင်ပြထားရင်အပေါ်တယောက်ကပြောတယ်သူတွေးတူလာတယ်ဘာမှမဟုတ်ပေါ့ရှင်းတယ်ညီမလေးသူဘာလို့လှုပ်နေရလဲအဲ့လောက်တော့မှာပေါ့အဲအဲနောက်ကြတော့အပေါ်တဲ့အလူက20တိရှိမှာ20တိရှိတော့အပေါ်တဲ့ကအတူတည်းရမှာပြေးလာဆင်းကုန်ရပြီးတော့မှအဲသူတို့အော်နေပေါ့ပြင်းငင်းလှုပ်တာပြေးပြေးဆိုမှပြေးကြတော့မှဆင်းပြေးကြတော့ အောက်ဆုံးတစ်စင်းပြေးကြတော့မှချော်လဲလူကချော်လဲပေါ့အဲ့မှာနောက်ကြကမှကြည့်လိုက်တော့အဲ့တိုက်တရားကိုခိုးပဲဒီပဲရှိနေတာပေါ့အဲ့နောက်နေ့နောက်နေ့ကြတော့မနာရဘူးသူကတစ်ထည့်ပြောတယ်အလုပ်ဆင်းရမယ်တဲ့ဘူးမှမလာဘူးအဲ့ဒီမှာအကုန်လုံးလူလူနားကြရဲပေါ့အဲ့ပြေးလဲပဲအဲ့ဒီအဲ့ဒီနေရာရဲ့စီးရန်တင်းကြတယ်လေအလိုဖနာဆိုးလဲလုံချောင်းစီးရတယ်လူရုံးရင်အုတ်ထုတ်ပြီးဆောင်းရတယ်အဲ့လိုမျိုးသူကအဲ့ဒီနေ့အလုပ်ပြင်းစင်းမှုသူကပြောတယ် စ္စည်းသွားတိမ်မယ်တစ္စည်းသိမ်းပြီးပြန်လာမယ်ဆိုပြီးတကယ်ကြအလုပ်ဆင်ခိုင်းတယ်ပေါ့နော်အပြီးရင်အဲ့ဒီနေ့ဆို engineer တွေတောင်တယောက်မှမလာအောင်နောက်ပြီးကြတာမှ engineer တွေအနေပါလာစစ်ကြတော့မှပေါ်ပိုင်းနေမှလည်းအကွဲကုန်တယ်ပြောသူပြောအော်ဖြစ်ဘူးလေအသက်အရေးကြီးပေါ့ထိုင်းမငယ်ကိုအရေးကြီးရဲ့အလုပ်လုံးတတိယဝိုင်းရောရှိရမှာဒီအဲ့ဒီပြောပါအဲ့ဒီမှာတို့အလုပ်ခိုင်းတဲ့လူကကြတော့မြန်မာလူမျိုးတွေ သူကမှတရှင်ပေါ့နော်သူကမှထိုင်းတစ်သေးသေးဆရာနေပြီးမှသူကအလုပ်ကံယူပြီးမှညီမတို့တစ်ခေါက်ပြန်ခိုင်းနေအရင်တော့ဆိုလို့ရှိရင်လည်းပစံနဲ့အလိုမျိုးပဲသူ့ဆရာနဲ့အလုပ်ထွက်သွားပြီးထွက်တော့လေဆိုလို့ရှိရင်လည်းသူပစံလုံးဝမပေးဘူးဘယ်တော့ပဲချိန်ခဲ့ချိန်ခဲ့အဲ့ဒီလူပစံတပြားမှမရပဲထွက်သွားရညီမတို့ကအရင်ကဆိုရင်ကြထိုင်းနေစီမှာလောက်ရတယ်ထိုင်းနေစီမှာလောက်တော့ကြတော့အားလေးစေးလေးလာလုံးလုံးလုတ်ခဲ့ရမှာပစံ မရခဲ့ဘူးအဲ့လေးလာစားလုံးအကုန်လုံးထားခဲ့ရတယ်စားဖို့ပတ်စံနေ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 ကြီးပဲပြီးအဲ့ဒီကနေမှဒီဝီရောက်လာတော့ပေါ့ဒီဝီရောက်လာတော့လေကိုညီမတို့2020 2024နှစ်ကိုနှစ်ကိုအဆက်နလာပါပေါ့အဲ့ဒီဆက်နလာပိုင်းလောက်ကကလေးကဒီ3လပိုင်းဒီ4လပိုင်းနဲ့ရောက်သွားပြီအခုဒီကပတ်စံအကြီးမပေးသေးဘူးညီမတို့နည်း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 စီပြီးတာပေါ့နော် လိုမျိုးပဲပေးတယ်ညီမတို့ကလည်းညီမပြည့်နဲ့လာတော့အောက်လိုင်းနဲ့လာလေးဆာရဆာရမ်းမဆုံးဘူးဆိုတော့ဆာရဆာရမ်းနဲ့လုံနေရတယ်ဆိုသူကဘယ်တော့ဒီရောက်မှလဲဆိုသူသူစီကနေအလုတ်ထွက်သွားပြီဆိုလို့ရှင်အဲ့ဆာရဆာရမ်းနဲ့တက်တန်းကုန်ပြီတေတော့အောင်သူလုတ်ပြလိုက်တာသူစီကနေထွက်သွားပြီဆိုအဲ့ဆာရဆာရမ်းနဲ့လုတ်လို့မရတော့လုတ်ပြလိုက်တာပေါ့အဲ့လိုမျိုးတော့မမမတို့ရဲ့အလုတ်တမခေါင်းဆောင်ဆူတူမှာမြန်မာနိုင်ငံသားအသက်60နှစ်အရွယ်ဖြစ်ပြီးတမီမင်းကလေးနေရောက်နေတားတယောက်ရဲ့ဖခင်ဖြစ်ကြောင်းသူကဆက်ပြောပါတယ် မမတယောက်ကတော့အဆိုပါအလုတ္တမခေါင်းဆောင်စုသူရဲ့လိန်အချမ်းဖတ်မှုကိုလည်းခံနေရပြီးအဖေအမေခေါ်ရမယ့်သူမရှိရဲ့တိုင်းတပားပြည်မှာအထောက်ထားမယ့်နေထိုင်သူတူဖြစ်တယ်လို့တရားမဝင်ဝင်ရောက်လာသူဖြစ်တဲ့အတွက်ပြန်လေခြေပဖို့အားကိုးရမယ့်နေချောင်းကိုလည်းကချင် waves ကိုစာရေးဖြေချခဲ့ပါတယ်မမဟာမလေးရှားသွားပြီးပတ်စံရှာဖို့စိတ်ကူးရှိခဲ့ပေမဲ့ အကြောင်းကြောင်းကြောင်းမလေးရှားမရောက်ပေ2023ခုနှစ်မှာတော့ခိုးဝင်အနေနဲ့ထိုင်းကိုရောက်လာတယ်လို့ဆိုပါတယ်ရောက်လာပြီးချင်းမှာပဲပွဲစားဆိုသူမလေးလေးရဲ့ငွေကြေးလိမ်လေးခံရမှု အလုတ်အစမပြေမှုလောက်ခလာစာလိမ်လေးခံရမှုစတာတွေနဲ့လုံးလေချာလေးဖြစ်ခဲ့ရကြောင်းအခုလိုရင်ဖွင့်လာပါတယ်ညီမတို့ကကြာထိုင်းကိုလမ်းလျှောက်ပြီးရောက်လာတာပေါ့နော်တညာလုံးလမ်းလျှောက်လာတယ်မိုးရီယာရွာမိုးရီယာဒီဘက်ဆိုမိုးရီယာရွာတောင်တွေကကြာလေ <laughs> အတက်တည်နေအစင်းနေနေဆိုတော့လေတောင်းလေဆိုလဲအမြင့်ကြီးပါအမြင့်ကြီးပဲချော်လဲရပေါ့နော်ရှင်နေဆိုလဲဒူးလောက်တည်းရှိရယ်ဖနက်စည်းလို့မရဘူးဖနက်ကိုလက်ကခိုင်းပြီးတော့မှမိုးကရွာလေရီယာတိုက်တောင်းထိတ်ကိုရောက်ပြီးဆိုပြီးရင်တက်တော်ထဲမှာဆိုတစ်ပင်းကြီးကျိုးကြတယ်ချော်လဲရတာချမ်းတာဆိုလဲတုံခိုက်ခိုက်တောင်းအောင်ချမ်းတယ်အဲ့ဒါကိုပွင့်စားကြဘယ်လိုပြောလဲဆိုတော့25သိန်းပေးရမယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပေါက်ဈေးရလေ များဆုံးက18တိန်းထိပဲရှိတယ်။12တိန်း15တိန်းတငယ်ချင်းနေလာတယ်ဆို12တိန်း15တိန်းပေါ့နော်။ကိုကလည်းမသိဘူးလေမစုံလမ်းမိပဲနဲ့လာခဲ့လိုက်တာဆို25တိန်းပေးတာတယောက်ပေါ့။အဲဒီလာသူကဘာပြောလဲဆိုတော့လမ်းမလျှောက်ရဘူးပေါ့။လျှောက်ရှင်တော့လမ်းမလျှောက်ရဘူး။ကားပဲစီးပြီးတော့မှသွားရမှာ။ EC ပဲဆိုတော့ညီမတို့လည်းအေးပေါ့25တိန်းလက်ထဲကိုတခါလေးပေးရတယ်သူကတခါလေးပေးရမယ်ဆိုတော့လမ်းလျှောက်ပြီးတော့လာရ။ထိုင်းကိုရောက်ပြီးတော့ တရက်နားလိုက်တယ်ဗောနော်လုံးဝ6လောက်တည်းဆိုလဲနားခါတည်းဆိုလဲနားနေပြီလေအာနောက်နေ့လဲကြရောအဲ့ဒီ thai thai កောင်းနေねအဲ့ဒီပွဲစားမြန်မာမြန်မာမနေရလေပေါင်းပြီးတော့လိန်ထားတာဗောနော်လမ်းပေးကိုသွားပြီးတော့လေညီမတို့ဖြစ်ထုတ်လိုက်တာသူကဘယ်လိုပြောလဲဆိုတော့ရဲတွေဖန်ခံရမယ်ဆာရဆာတန်းသွားလုပ်ရမယ်ဆိုရောက်ခါစားဆိုဘာမှလည်းမသိဘူးလေဟော လိုမျိုးပဲပြောတော့သူကညီမတို့ဝိသထဲကိုတစ်ခုနဲ့ဖုန်းအောင်ပေးမယူပတ်စံဆိုလဲတပြားမှပေးမယူထားအကောင်အခန်းထဲမှာထားခဲ့တော့ခဲ့ပြီးတိန်ထားပြီးခဲ့မယ်ပေါ့အဲ့လိုမျိုးပြောပြီးတော့မှလမ်းပေးမှတော့ပြစ်ထားတာညီမတို့ကြောက်သွားတာကြတော့ကလေးစေးယုံရှိပေါ့နော်နောက်ကြာမှာအဲ့ဒီစေးယုံရဲ့ဆရာမတွေကလာပြီးတော့အာဒါမြန်မာကြီးပဲထိုင်းစကားလည်းမတတ်ဘူးဆိုတော့အဲ့ဒီထိုင်းမှာအိမ်အောင်ကြာနေမြန်မာအမကြီးရှိရတာနဲ့သူတို့ဖုန်းဆက်ခေါ်ပြီးတော့မှကိုကြီးပေးပြီးတော့အကြောင်းဆုံးပြောပြပြီးတော့မှ ဖြစ်တာမနော်ဖုန်းတွေပျောက်သွားတယ်ပစံတွေပါသွားတယ်ရွှေတွေပါသွားတယ်တပြားမပြေမရဘူးပေါ့ဒါလည်းညီမပွဲစားပဲလှုပ်တာပေါ့လိန်စားပြစ်လိုက်တာပြီးရင်အလုပ်ပိုးတဲ့အခါကျရင်လည်းဟိုးနေဆက်ဖက်အလုပ်ကျန်းနေတရားဆိုင်ကျန်းဆုံးနေရတာလည်းအစင်းရင်ဆုံးအဲ့ဒီနေရာကိုပို့ပြစ်လိုက်တာပစံလည်းမရခဲ့ဘူးပေါ့နော်အတိုင်းပဲအလကားလုပ်ပေးခဲ့ရတယ်လို့ပဲဖြစ်သွားတာ ်စစ်ကောင်စီရန်ကနေကင်းဝေးဖို့ရမြန်မာလူငယ်လူရွယ်တွေဟာဘဝရည်မှန်းချက်ပန်းတိုင်အလုံးစုံကိုခောက်သိမ်းပြီးမိသားစုစားဝတ်နေရေးဘဝရှိရေးအကြောင်းအရာမျိုးမျိုးနဲ့မျိုးရွာနေရက်ကိုစွန့်ပြီးထွက်ပြေးကြရတဲ့အထောက်အထားမဲ့လူငယ်လေးတွေဟာမုံမုံတယောက်လိုပဲကုကေရမဲ့ကြရအလုတ်ကိုလုတ်ပြီးမြန်မာအလုတ်သမားခေါင်းဆောင်ရဲ့အချင်းချင်းခေါင်းပုံဖြတ်အမျက်ထုတ်မှုတွေကိုအခြားသောဆက်လုပ်ရေးအလုတ်မှာလုတ်ကင်ခဲ့သူအသက်25နှစ်အရွယ်ကိုအောင်ကြီးကအခုလိုရင်ဖွင့်ထားပါတယ် ဘတ်ဂျက်ကိုအလိုက်အရင်မတုံးချင်ဘူးအရင်မတုံးချင်ဘူးနဲ့လူကိုနည်းနည်းလေးခေါ်ပြီးတော့အများကြီးခိုင်းနေပေါ့အများကြီးခိုင်းတော့အထက်ကျွန်တော်တို့တူလို့ရတဲ့ယာလူကြီးရဲ့လူကြီးကလည်းသူတို့အလို့ကိုသူတို့ကတိကျမလို့ကြအောင်နောက်ပိုင်းတော့ဘလူပိုဆိုးလာလဲဆိုတော့အစားတော့ပိုင်းအစားတော့ပိုင်းမှာလည်းပိုဆိုးလာတော့ဟိုမှာလည်းကိုယ့်အဝူချက်ကိုယ့်အဝူလူပေါင်းစပေါင်းစားရတယ်ဒါပေမဲ့ကျွန်တော်တို့ကပဲချက်ကျွန်တော်တို့ကပဲတော့ရတာပေါ့ဘိုးရောတော့တခါလေးရရင်အဲ့လိုမျိုးသူတို့လေးသားကိုယ်ပါလေးရှိရဲ့ ကျွန်တော်ကသူတို့ကကျွန်တော်ကြလုံးပြီးလုံပြီးတော့အဲ့မှာ9ယောက်6လောက်ရှိတဲ့ဟာမှာ9ယောက်6လောက်ဝိုင်းပြီးလုံမယ်ဆိုရင်အဲ့ဒါကပြီးမဲ့ရအောင်မပြီးဘူးသူတို့ကမတက်လာကြအောင်မလာမလုံလို့မကြအောင်အဲ့ရင်ကျွန်တော်ကအောက်ကလူရပြီးလို့ရပြီးပြီးလို့ရပြီးတော့တစ်ခါရရင်ဖမင်းစားဖို့တွေ့ဆိုရင်လည်းမမှန်ဘူးပေါ့ဖမင်းစားရင်မမှန်ဘူးဘဝလည်းလည်းမစားဘူး ဒီကဒီကသူတို့ခေါင်းဆောင်တွေသူကသူအဆင်ပြေပြီးရောဗရိယန်သူကသူအပြင်မှာထွက်လာကြတယ်ကျွန်တော်တို့အဆင်ပြေရတယ်သူထားလာကြတယ်ကြာအဓိကအဲအထက်ရာပြည်ရာရာလူကြီးရဲ့လူတွေပါပဲသူတို့ကရဲတော့ပြီးလဲမူးမူးပန်းကျွန်တော်ပြတ်နာချင်တယ်ကျွန်တော်ကလည်းဘာပြန်ပြောရေးဘာဖြစ်လဲဆိုတော့ကျွန်တော်လည်းတရားမှုလေးကျွန်တော်အလုပ်လုပ်တာလေတရားမှုတရားမှုနေတဲ့ခါကျသူလည်းတရားမှုမောင်းဒါပေမဲ့ဒုက္ခကိုဒုက္ခသူတို့ဒုက္ခတော့မတွေ့ကိုဒုက္ခကမှပဲပေါ်ကြောက်တော့တိတ်ပြီးဘာအတိမ်ပြောအစားကြောက်တခြားလူကြီးရှိလားအရက်တော့ပြန်ရှိတယ်ပြတ်နာချင် ိခိုင်တိခိုင်နေတယ်နောက်ပိုင်းကျတော့တခြားလူတွေနဲ့လည်းရံဖြစ်ကျွန်တော်တို့နဲ့လည်းထိခိုက်မှုတွေလည်းရှိလာကျွန်တော်တို့နဲ့ပါရံမြေတကားတွေများအဓိကအထက်လူကြီးနဲ့ရံဖြစ်မှာတော့ကျွန်တော်တို့ကဘယ်လိုပဲလှုပ်လှုပ်ရအောင်မသိဘူးလားအဲ့လိုဖြစ်လာတော့အဆင်ပြေမှုကတော်တော်ဖြစ်လာနောက်ပိုင်းကျတော့အဲ့လိုမျိုးအစားတောက်တွေမှာနောက်ပိုင်းဆိုရင်ပုံစိုးတာကြောင့်ရင်းတော့လို့ဟင်းနေပါလေဝယ်လာဟိုဝတားလေးပါလေသူဝယ်လာရင်ကိုယ့်ဘောက်ချက်ကိုယ့်ဘောက်လို့နောက်ပိုင်းကျတော့မွေလာရောက်ပြောင်းနေကြတယ်သူ့ဘောက်အပြင်ထွားကြတယ်ခါကြရင်ပြတ်မလာကြဘူးညဘက်တောက်စားပြီးတော့ပြန်လာတယ် ကိုပေါ့ကျုပ်ကြီးကျုပ်ပြီးတော့ထားထားရတယ်အခါရရင်ထမင်းကနည်းနည်းပြန်ပြန်ပြီးတော့ဘာလို့ထမင်းကလဲချတာရတယ်ဘာညာလို့အပြစ်ပြောတာတွေဘာတွေလဲရှိရဲ့စစ်ကောင်စီရဲ့တနတ်ပြောင်းဝရှေ့မှာအသက်ဆက်ရတဲ့အခြေအနေကနေကင်းလွတ်နေရပေမဲ့တဘာဝဘေးဒဏ်ကြောင့်ငုံကြွေးနေရပြီးစာဝတ်နေရဲ့အတွက်မသေးယုံတမင်းကြီးလန့်စာစာရုံးကန်နေထိုင်နေရတဲ့ဘဝတွေဟာထိုင်းမှာပဲမဟုတ်ပါဘူးအခြားတော့မလေးရှား လာအိုဒူဘိုင်းစတဲ့နိုင်ငံအသီးသီးမှာလည်းမြန်မာနိုင်ငံသားတွေကြုံနေရပါတယ်ဒီလိုအပူအပြင်ဒုက္ခပေါင်းတောင်း6000ကျားငတ်တလေပြက်တလေနဲ့မိသားစုစာဝတ်နေရေးအတွက်စူးစမ်းရုန်းကန်နေရသူတွေအများအပြားရှိနေကြောင်းသိရပါတယ်မြန်မာအချင်းချင်းခေါင်းပုံဖြက်ကြိုက်ဖက်နင်းချတတဲ့တချို့ဗီဇာအေဂျင့်အမိခံအလုတ်တမခေါင်းဆောင်အမိခံမြန်မာစားတောက်ဆိုင်လုပ်ငန်းရှင်အမိခံပြီးပုံစံမျိုးစုံနဲ့ အယောင်ဆောင်ကျင်လီချက်စားနေသူတွေလေးရှိနေတာဟာမြန်မာတွေအချင်းချင်းတစ္ဆာတရားကင်းမိပြီးဆက်တူတာစားတဲ့လောက်ရက်တွေ ကြီးထွားနေပြီလားမေကွန်းထုတ်ဆရာဖြစ်လို့နေပါတယ်